ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်အော်တိုဘာလ23ရက်မြန်မာတက္ကရာ1389ခုနှစ်တရင်ကျလပြည်ကျော်9ရက်တနင်္လာနေ့ရက်မွန်တက်12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပြမယ်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရတွေကတော့မနေ့ကပြည်သူတွေနဲ့ဖြစ်ခဲ့တဲ့ပြဿနာမှာ PDF ရဲ့ဘော်တွေကိုထိထိရောက်ရောက်အရေးယူမယ်လို့သိရပြီးစီကန်ချိုးဖောက်တဲ့ Starlink Internet ဆက်ပိုင်ရှင်ကိုလည်းအရေးယူမယ်လို့ဆိုပါတယ်ခင်ဗျာ ြည်သူနဲ့စန့်ကျင်ဘက်မှာယက်တီတဲ့ဒိန်းတော်နှစ်ဖက်စလုံးကပွဲမငားကြလို့အလင်းမှာငုတ်တုံမိနေရပါပြီဒီကြောင့်ကိုသူကိုယ်တိုင်ညှိတွားပြီးတော့ပြောဆိုလာတာပါစကိုင်းတိုင်းမှာရှိတဲ့ NUG စိုးမိုးထိန်းချုပ်နယ်မြေအတွင်းမှာမူရီစေဝါရောင်းဝယ်သုံးဆွဲနေသူတွေကိုမြို့နယ်ပါလာဖာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်မိုင်းလုံးမြို့နယ်နဲ့မဒူဘီမြို့နယ်တို့ကိုဆစ်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲပြန်ပါတယ်ခင်ဗျာခရီးရန်ဖျားရှိခိုးကြောင်းနဲ့နေအိမ်တွေပျက်စီးပြီးပြည်သူတအူးလဲတေဆုံးခဲ့ရပါတယ် အေရဲ့အော်တိုဘာလာ၁၇ရက်နေ့ထုတ်ပြန်တဲ့ကြေညာချက်တွေကအရေးကြီးဆုံးထူးခြားချက်တွေကဘာတွေပါလဲဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းပုတ်အနေနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းလူမှုကွန်ရက်ပေါ်ပြန့်နှံ့နေတဲ့ Starlink Internet ကိစ္စရုပ်သံမှတ်တမ်းနဲ့ပတ်သက်ပြီးပြည်သူလူထုပေါ်ဆက်ဆံရမှာအပြုတ်မှုပိုင်းဆိုင်ရာရော်ရဲအားနေခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုသတိပေးအရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အချို့ရွေးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။အော်တိုဘလာ၁၇ရက်နေ့ညပိုင်းမှာစင်ကူးမြို့နယ်မှာရှိတဲ့ရက်သားပြည်သူမိသားစုတစုနဲ့အိမ်မှာ Starlink Internet တက်ဆက်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းအချုပ်ကိုချိုးဖောက်တယ်ဆိုပြီးအရေးယူဖို့တွားရောက်တဲ့အချိန်ရဲဘော်တွေနဲ့ပြည်သူမိသားစုဝင်တွေအကြားအငင်းအခုံစကားများခဲ့တာဖြစ်ပါတယ်။စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကပထမချိန်အရေးယူဖို့မနေ့ကနေ့လယ်တနအီမှာမန္တလေး PDF မြို့နယ်ပကဖနဲ့မြို့နယ်ပလာဖစုပေါင်းအင်အား9ယောက်နဲ့စတားလင်ဆက်ကိုတွားရောက်သိမ်းဆီးချိန်မှာရတားအင်ရှင်မိသားစုကတာဝန်ရှိသူတယောက်ပါမှဆက်ကိုသိမ်းဆီးခံမဲ့အကြောင်းပြောဆိုခဲ့ပြီးဒုတိယကြိမ်မြို့နယ်အရေးပေါ်အချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်နဲ့အင်အား12ယောက်တွားရောက်သိမ်းဆီးခဲ့ချိန်မှာတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်တံမှတ်တမ်းပါတဲ့အတိုင်းအချင်းများမှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာပြည်သူလူထုနဲ့ချင်းမြခဲ့တဲ့တာဝန်ကြရဲဘော်တွေကိုစင်ကူးမြို့နယ်ရဲဘော်အချုပ်ရေးကော်မတီအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ထိုက်တင်တဲ့သတိပေးအရေးယူမှုတွေကိုထိထိရောက်ရောက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အတိပေးထားတာဖြစ်ပါတယ်။ဒါပြင်စည်းကမ်းချိုးပေါက်တဲ့ Starlink Internet စပိုင်ရှင်ကိုလည်းထုတ်ပြန်ချက်ချမှတ်ထားတဲ့စီးပင်းစည်းကမ်းအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။စင်ကူးမြို့နယ်အရေးပေါ်အချို့ရေးဖွဲ့အနေနဲ့မြို့နယ်တွင်းမှာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရမှာသတင်းပေါက်ကြားမှုတွေဖြစ်ပြီးတော့လေကြောင်းတိုက်ခိုက်ခံရမှုတွေခက်စိတ်စိတ်ဖြစ်ပွားနေတာကြောင့် 2025ခုနှစ်မတ်လ16ရက်ကစပြီးတော့ Starlink Internet အသုံးပြုမှုဆိုင်ရာ စီမံစည်းကမ်းနဲ့ညွှန်ကြားချက်တွေထုတ်ပြန်ပြီးတော့အရေးယူမှုတွေလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာအဲ့တော့ထုတ်ပြန်ထားတဲ့စီမံစည်းကမ်းထုတ်ပြန်ချက်အသေးစိတ်အကြောင်းအရာကိုကျွန်တော်ဖတ်ပြကြပါမယ်စင်ကူးမြို့နယ်တွင် Starlink Internet အသုံးပြုမှုဆိုင်ရာစီမံစည်းကမ်းများနံပါတ် စတလင်အင်တာနက်ကိုအိမ်သုံးတည်တံ့ private use အတွက်သာခွင့်ပြုမှာဖြစ်ပြီးအများပြည်သူလူထုကိုအခကျင်းငွေနဲ့မျှဝေသုံးစွဲခွင့် public use နဲ့စတလင်အင်တာနက် line ခွဲဝေသုံးစွဲခြင်းကိုလုံးဝခွင့်မပြုပါ။နံပါတ်1အသုံးပြုမဲ့စတလင်ဆက်ကို password နဲ့သာအသုံးပြုရမည်။နံပါတ်3 public ကိုအသုံးပြုခွင့်ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူတွေထံကို တင်ပြလျှောက်ထားရမှာဖြစ်ပြီးခွင့်ပြုချက်ရမှာသာသုံးစွဲခွင့်ရမည်။ ။နံပါတ်၄အဲ့ဒီခွင့်ပြုချက်အရငွေသွင်းငွေထုတ်နဲ့အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် အသုံးပြုဖို့ရှိပါကအသုံးပြုသူရဲ့အမည်နိုင်ငံသားစီစီရဲ့ကပြအမှတ်နဲ့နေရာလိပ်စာပြည်စုံကိုမှတ်တမ်းတင်ထားရမည်။သက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးတဲ့အချိန်မှာပြသရမည်။နံပါတ်၅ Starlink Internet အသုံးပြုတဲ့အတွက်နေပြည်တော်မှာလုံခြုံရေးကြိုးပမ်းမှုတွေပေါ်ပေါက်လာရင် Starlink ဆက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမည်။နံပါတ်၆ အထက်ဖော်ပြပါစီမင်းစည်းကမ်းတွေကိုဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမကြိမ်တွင်ဒဏ်ချင်းငွေ30သိန်းကျပ်ဒုတိယကြိမ်တွင်သိန်း20ကျပ်နဲ့တတိယကြိမ်တွင် Starling ကိုသိန်းစီအရေးယူခြင်းခံရမည်။နံပါတ်9သိန်းစီခံရတဲ့ Starling တွေကို၄လကြာတွင် ပြန်လည်ထုတ်ယူခွင့်ပြုမည်။ဒါကတော့ပထမဆုံးဒီအတွင်းရေးမှုရဲ့ဒီအရေးပေါ်အချုပ်ရေးအဖွဲ့အတွင်းရေးမှုရဲ့လက်မှတ်နဲ့စင်ကူးမြို့နယ်ကနေပြီးတော့မြို့နယ်အရေးပေါ်အချုပ်ရေးအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်။စီမင်းစည်းကမ်းဖြစ်ပါတယ်။ အဲ့တော့နောက်ထပ်ပူးတွဲထုတ်ပြန်ချက်တစ်ခုညွှန်ကြားချက်တစ်ခုကတော့ဒီစတင်ဘာလ12ရက်နေ့မှာ2025ခုနှစ်စတင်ဘာ12ရက်နေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါဒီဟာကိုလည်းဖတ်ပြကြပါတယ်စင်ကူးမြို့နယ်အရေးပေါ်အချို့ရေးဖွဲ့အနေဖြင့်စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့နေမြေလုံးညွေးကိစ္စတွေနဲ့ပတ်သက်ပြီး Starlink Internet Line အသုံးပြုမှုတွေကိုစီမင်းစည်းကမ်းထုတ်ပြန်ချမှတ်ပြီးတော့ စစ်စစ်ကြက်မှတ်လျက်ရှိပါတယ်။နံပါတ်2တို့ရမှာမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့အရသာပြည်သူအချို့နဲ့မိမိတို့အသုံးပြုနေတဲ့စတန်လင်တွေကိုတပ်ဆိုင်ရာရဲကြီးတာဝန်ခံတွေထံကိုသတင်းပေးဖို့စည်ရင်းပေးသွင်းတာမရှိဘဲနဲ့သုံးဆွဲလျက်ရှိတာကိုစစ်ဆေးတွေ့ရှိရပါတယ်။တို့ဖြစ်ပါသောကြောင့်ရတပီသူတွေအနေနဲ့စတားလင်အသုံးပြုမှုတွေရှိရင်26ရက်6လ2025ရက်နေ့နောက်ဆုံးထားပြီးတော့တက်ဆိုင်ရာရဲကြီးတာဝန်ခံတွေထံကိုသတင်းပေးဖို့စည်ရင်းပေးသွင်းရမယ်။နံပါတ် 26ရက်9လ2025ရက်နေ့ကြော်လွန်ရင်တပ်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေရဲကြီးတာဝန်ခံတွေကလိုက်လံစစ်ဆေးကြမှတ်မှာဖြစ်ပြီးတာဝန်အရစစ်ဆေးမှုတွေကိုမပြတ်မကွက်လိုက်နာဆောင်ရွက်ရမည်နံပါတ်5 Starlink Internet ဆိုင်ရာလိုင်းအသုံးပြုမှုဆိုင်ရာစီးပင်းစည်းကမ်းတွေကိုလည်းလေးစားလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီးလိုက်နာဆောင်ရွက်ခြင်းမရှိဘဲဖောက်ဖျက်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိပါကစင်ကူးမြို့နယ်အရေးပေါ်အချုပ်ရေးအဖွဲ့အနေနဲ့ချမှတ်ထားတဲ့စီးပင်းစည်းကမ်းတွေအတိုင်းထိထိရောက်ရောက်အေးအေးဆောင်ရွက်သွားမည်ဆိုပြီးတော့ဒီ ညွှန်ကြားချက်15မြင်းဆောင်2025ကိုလည်းထုတ်ပြန်ထားပါတယ်ဒါကတော့ဒီပြဿနာမဖြစ်ခင်မှာဒီလိုမျိုးအဲစင်ကူးမျိုးနဲ့အရေးပေါ်အချုပ်ရေးအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အသေးစိတ်တွေ့ရတဲ့အကြောင်းအရာတွေကိုရှာဖွေပြီးတော့ပြည်သူလူထုကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီစီမင်းစီကန်းတွေညွှန်ကြားချက်တွေကိုဖတ်ပြီးရင်တော့မနေ့ကပြဿနာအရေးရပ်ပေါ်မှာပို့ပြီးတော့ခြုံငုံပြီးတော့သုံးသပ်နိုင်မှာဖြစ်ပါတယ် နောက်ထပ်သတင်းပုံအနေနဲ့ပြည်သူတွေကသပိတ်မှောက်ထားတဲ့စစ်တပ်ထောက်ခံသူဟာတလူရှင်တော်ဒိန်းတော်ဟာပွဲငားတွေနဲ့ဇကားတွေပါမရိုက်ရတာကြောင့်ဘယ်သူလာငားမလဲစောင့်မြုံနေရတဲ့အနေအထားဖြစ်နေပြီလို့စစ်တပ်လက်အောက်ခံဝါရဖြန့် channel မှာဖြေဆိုထားတာတွေ့ရပါတယ်။စစ်တပ်အနာသိမ့်ပြီးချိန်ကစပြီးတော့စစ်တပ်ကိုထောက်ခံအားပေးသူစစ်တပ်နဲ့ပတ်သက်တဲ့ဝါရဖြန့်ချည်ပွဲတော်တွေမှာတက်တက်ကြွကြွနဲ့လုတ်ကန်ပြေးခဲ့တဲ့ဟာတလူရှင်တော်ဒိန်းတော်ကိုပြည်သူတွေကသပိတ်မှောက်ထားတာလည်းဖြစ်ပါတယ်။ဒိန်းတော်တို့လူတွေဟာတိမ့်ကိုတောင်းနေချီပြီးတော့ချမ်းသာတဲ့သူတွေပါ တကြတိုးနဲ့ငွေအက်ငွေချေးလှုပ်ထားရင်တော့အိမ်ဈေးကတော့အသာလေးပါပဲတကယ်တော့ဘသူကမှမထိခိုက်စေခြင်းပေမဲ့လူလူချင်းနှိမ့်ဆက်တတ်သူ မတရားမှုကိုအားပေးသူလူလိန်လူညာစတဲ့လူတွေဟာလူအဖွဲ့အစည်းအတွက်သူတို့စင်းရဲနေဖို့သူတို့အားနည်းနေဖို့လိုအပ်ပါတယ်ဒါဟာလိုအပ်ချက်ပါသူတို့ကိုမဖြက်စည်းပြင်အောင်အဲ့လိုလူသားတွေကလူအဖွဲ့အစည်းထဲမှာပါဝါမရှိဘဲငြိမ်ကုန်နေမှသာလူတွေအတွက်စိုးကျနေမှာပါလူလူချင်းထိပါသူတွေကိုလိမ်မအောင်လုပ်လို့မရပါဘူး တို့ရဲ့စူးတွေကိုအစတုံးထားရမှာပါဆိုပြီးပြည်သူတယောက်ကလည်းမှတ်ချက်ပြုပြောဆိုထားပါဗျ။ပြည်သူကိုကြောက်ခိုင်းပြီးတော့အချမ်းဘတ်စစ်ရှုံးကောက်စီနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့ဒိန်းတော်နှစ်ဖက်စလုံးကပွဲမငားကြလို့အလဲမှာငုတ်တုံမိနေရပါပြီစစ်ရှုံးကောက်စီလက်အောက်မှာဟာတပညာရှင်များအစည်းအုံဆိုပြီးတော့ဥက္ကဋ္ဌလုပ်ပြီးမရောက်နိုင်တဲ့ဇော်မဲလုံးတို့ကိုအမြဲတမ်းမျက်နှာချိုတွေးနေတဲ့ဒိန်းတော်ဟာအခုသူကိုယ်တိုင်ညှိတွားပြီးတော့ပြောဆိုလာရတာဖြစ်ပါတယ်ခင်ဗျာပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ ပွဲငားတွေလည်းနေသွားတယ်ဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးပဲဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်အဲမရရချင်းအကြောင်းရင်း ပြီးတော့ကျွန်တော်တို့မှာမြမအတန်တို့မြောက်တွေရုပ်တန်တွေလည်းရှိတယ်သူတို့ကြတော့လေပရိုဂရမ်နဲ့လည်နေတဲ့အခါကျတော့အာတစ်နှစ်တစ်ချိန်လောက်တော့မြောက်တွေကရိုက်ရပါတယ်မြမအတန်ကတော့တစ်ခါပဲရိုက်ရသေးတယ်အခုချိန်ကြီးတော့ဘာမှမရိုက်ရတော့ဘူးပေါ့နော်လုံမရဘူးအာနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဘမမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟုတ်လားအချို့ဟို တိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိမှာအဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024မှာအဲ့ဘက်တွေလည်းပွဲမကားပြန်လို့ကျွန်တော်ကဘ ᱹ ရုကားရိုက်ခေါ်မလဲဘ ᱹ ရုပွဲငါမလဲစောင့်ရတဲ့အနေသားဖြစ်နေဥပါဗျာဟိုကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်က မငားရင်တစ်ဖက်ကငားသေးတယ်လေဒီတော့နှစ်ဖက်တည်းရှိတာဟုတ်အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရောက်ဒီဘက်မှလည်းမရရောက်ဘူးဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုံမိတာဟုတ်အဲ့ဒါအဲ့ဒါကျွန်တော်ကကျွန်တော်တို့ပွဲမကရတာကြတော့ဘယ်လိုကောင်းမလဲကျွန်တော်အေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့ တို့အစည်းအဝေးနဲ့ပြည်လူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာအနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာပေါ့အခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲဘိတ်ပွဲလေးတစ်ပွဲလောက်လိုက်ခဲ့ပါဆိုအဲ့မှာတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနက်ပြန်မနက်လောက်ကစားပြီးအဝင်စားထည့်နေတာအဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုပ်မလုပ်ရတဲ့အတွက် ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေတက်ဒါနဲ့ဝမ်းစာရှာတာဘူးအဲ့တော့အနုပညာသမားအနုပညာအလုပ်မလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့အဲလုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းကျွန်တော်ပြောချင်ပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့အာရခတက်တော် AA ရဲ့နိုင်ငံရေးဥဆောင်ဖွဲ့ရခိုင်မျိုးသားဖွဲ့ချုပ် ULA ကဘင်္ဂလားဒေ့ရှ်အာရခနေဆက်တလျှောက်မှာအာဆာ ISO အကြံဖတ်ဖွဲ့တွေရဲ့နေဆက်ဖြတ်ကျော်စီးရဲလှုပ်ရှားမှုအကြံဖတ်မှုတွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ချက်တစ်စောင်ကိုအော်တိုဘာ7ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲကအရေးကြီးတဲ့အချက်တွေကတော့ BGB ရရှိတချို့အာဆာ ISO အကြံဖတ်အဖွဲ့တွေနဲ့ဒူးတွယ်ဝိုက်ပြီးတော့ AA ကိုတိုက်ပွဲဝင်လျက်ရှိနေတယ်လို့သိရပါတယ်။အချင်းပြတ်ဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်ဖွဲ့ BGB ရရှိတချို့ဟာ အာဆာအက်ဆိုအချမ်းဖတ်ဖွဲ့တွေနဲ့ဒူတွယ်ဝိုက်ပြီးတော့အေအေကိုတိုက်ပွဲဝင်လျက်ရှိတယ်လို့ထုတ်ပြန်ချက်ထဲမှာအထောက်ထားတွေနဲ့တကွဖော်ပြထားပါတယ်ခင်ဗျာအချင်းပြက် BGB ရရှိတပ်ဖွဲ့ဝင်တချို့ဟာအစွန်ရောက်စစ်သွေးကြွဝါဒကိုအားပေးအမြောက်ပြုံတာမကအရက်ခတက်တော်နဲ့တိုက်ပွဲဖြစ်ရာကဒဏ်ရာရကြာဆုံးသွားတဲ့အာဆာအလောင်းတွေကိုဝိုင်းကူထမ်းဖို့ပေးတာစေဝါကုသပေးတာနဲ့ရိတ်ခါနဲ့လက်နက်ခဲယမ်းတွေကိုထောက်ပံ့ပေးဖို့တာတွေကိုပြုလုပ်ပေးနေတယ်လို့ပြောဆိုထားပါတယ် ဒါပြင်ကျန်းဖတ်ဖွဲ့တွေအပေါ်ဥဆောင်မှုပေးကလုံခြုံရေးယူပေးတာတွေဝေဟင်ကင်းထောက်ပေးတာတွေရေဒါစနစ်ကိုအသုံးပြုပြီးတော့စီးရဲဆိုင်ရာချက်လက်တွေကိုပံ့ပိုးကူညီပေးတာတွေကိုပြုလုပ်ပေးပြီးအာဆာနဲ့ ISO အကြံဖတ်အဖွဲ့တွေနဲ့အတူတွယ်ဝိုက်ပြီးတော့တိုက်ပွဲဝင်လျက်ရှိနေတာကိုစစ်စစ်တွေ့ရှိရတယ်လို့ AA ကဖော်ပြထားပါတယ်။နှစ်ဖက်ကြားမှာပြဿနာမဖြစ်ပွားဖို့အတွက်ဘင်္ဂလားဒေ့ဂျာပြတ်အစိုးရအနေနဲ့အကျင့်ပြတ် BGB ကအရာရှိတချို့ကိုအချိန်မီထိန်းသိမ်းဖို့ AA ကတိုက်တွန်းပါတယ်။ ဟာလက်ကတက်တော်အနေနဲ့အစ္စလာမ်ရဲ့ဆုံးရောက်စစ်သွေးကြွအကြမ်းဖက်အာစာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့အဆုံးရောက်စစ်သွေးကြွဝါဒအားပေးတဲ့အချင်းပြက် BGB ကအရာရှိချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုတွေအပေါ်ကိုထောက်ခံအားပေးနေကြသူအချို့ကိုဘင်္ဂလားဒေ့ဂျာပြအစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တဲ့အချက်တွေကိုအပြုသဘောထောက်ပြကာနှစ်ဖက်ကြားပြဿနာမဖြစ်ပွားစေဖို့အချိန်မီထိမ့်သိမ့်သင့်တယ်လို့အတည်ပြုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဂျာပြတ်ဆိုရအနေနဲ့အေးအေးယူထိန်းချုပ်မှုရှိပဲအရင်တိုင်းဆက်လက်လွှတ်ထားပေးမယ်ဆိုရင်နှစ်ဖက် နေဆက်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုကိုဆိုးဆိုးဝါးဝါးနဲ့ထိခိုက်လာစေနိုင်တယ်လို့လည်းဖော်ပြထားပါတယ်ဒီလိုချင်နေတဲ့အကြောင်းနှစ်ဖက်တင်းမာမှုအခုထပ်ပို့ပြီးတော့မမြင်မလာသေးဘူးအတွက်ဘင်္ဂလားဒေ့ရှ်ဂျာပြတ်ဆိုရကအခုလက်တလုံးနေဆက်မှာဖြစ်ပျက်နေတဲ့အစ္စလာမစ်အစွန်းရောက်စစ်သွေးကြွအချမ်းဖက်အာစာ ISO အချမ်းဖက်ဖွဲ့တွေရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေ ။အားတက်ကဒေတာတွင်းကိုဝင်ရောက်ပြီးတော့စည်ရေးလှုပ်ရှားနေမှုတွေကိုအများဆုံးဟန်တာပေးဖို့လိုအပ်နေတယ်လို့ပါဝင်ပတ်သက်နေတဲ့အချင်းပြတ် BGB ဝန်ထမ်းတွေကိုအများဆုံးထိန်းချုပ်ပေးဖို့နဲ့ထိတိယောက်ယောက်အေးအေးပေးဖို့ထပ်မံတိုက်တွန်းတောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်ခင်ဗျာ။နေဇန်နဲ့အာဆီယံဒေတာတွင်လုံခြုံရေးနဲ့တည်ငြိမ်ရေးတို့ကိုပါချင်းချောက်လာနိုင်တဲ့အနေအထားတွေကိုလည်းအေအေကဖော်ပြပါရတယ်။ဘင်္ဂလားဒေ့ဂျာပြတ်ဆိုရကထိန်းချုပ်မှုမရှိရင်ဘင်္ဂလားဒေ့နေဇက်ဒီစစ်တပ်ထဲမှာလည်းအကြမ်းဖက်အားပေးသူအုပ်စုကအင်အားကြီးလာခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သမဂ္ဂနေဆန်းတဲ့အာဆီယံဒေသတွင် လုံခြုံရေးတည်ငြိမ်ရေးတွေကိုပါအကြမ်းဖက်အနေနဲ့အတူချင်း6လာနိုင်တယ်လို့ AA ကထောက်ပြထားတာကိုလည်းထုတ်ပြန်ချက်ထဲမှာတွေ့ရပါပါတယ်ခင်ဗျာစကိုင်းတိုင်းကဒရင်းနဲ့ဆက်ချင်ပါတယ်စကိုင်းတိုင်းမြို့သားညီရေးဆိုရ NUG ဆိုမိုးထင်းချုံနေမြေတဲမှာရှိတဲ့မြို့နယ်တစ်ခုမှာမွေးစေဝါပြန်ပြူရောင်းချနေသူတွေကိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထောင်ရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် မွေးစည်းဝါဖြန့်ဖြူးရောင်းချနေတယ်လို့သတင်းရရှိတာကြောင့်မြို့နယ်ပါလာဖမြို့နယ်လုံးကျုံရဲ့ညွန်ကြားချက်နဲ့တပ်ဆိုင်ရာစခန်းမှုနှစ်ယောက်ပူးပေါင်းပြီးတော့ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝင်ရောက်ရှာဖွေဖမ်းဆီးချိန်မှာတော့တရခန်မျိုးသမီးတယောက်နဲ့သုံးဆွဲနေသူအမျိုးသား၃ယောက်တို့ကို WI စေးပြား400ပြားလက်လုံမိုင်း၃လုံး 5.56G 15တော့ငွေစက်ကူ1000ကျပ်တန်5ရွက်9000ကျပ်တန်73ရွက်1029ရက်900ကျပ်တန်3ရွက် တရားကြက်တံတရွတ်နဲ့အတူဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဖန်တီရမိတဲ့ဖြံပြူရောင်းချသူနဲ့သုံးဆွဲသူတွေကိုတော့မွေးရစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါတွေဆိုင်ရာဥပဒေနဲ့တရားစွဲတင်နိုင်ရေးကိစ္စရပ်တွေဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်ခင်ဗျာ အကြမ်းဖက်စစ်ကြောကောင်စီရဲ့ပြည်သူကိုနေ့စဉ်မပြတ်ဘုံကျဲတက်ဖြတ်တဲ့သတင်းကြောင်ရည်နဲ့ဆက်ချွန်ပါတယ်။ချမ်းမြင်းနယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းလုံးမြို့မှာစစ်ကြောကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူနေအိမ်တွေပျက်စီးသွားကြောင်းတရားနယ်လေးကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဘာ12ရက်နေ့ညနေ9:00မိနစ်ချိန်လောက်မှာစစ်ကြောကောင်စီတပ်ကမိုင်းလုံးမြို့လေကြီးကြီးရွာကိုပေါင်း250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဲ့ဒါပြင်အဲ့ဒီညနေ9:17မိနစ်ချိန်မှာလဲစစ်ရှုံးကောင်စီတပ်ကထပ်ပြီးတော့ပေါင်250ဘုံနှလုံးကိုလေရင်နဲ့ထပ်မံကျေချခဲ့ရမှာပစိကျေးရွာတွင်ကြားရောက်ပြီးနေအိမ်လေးလုံးထိခိုက်ပျက်စီးသွားတယ်လို့ TNL ကပြောဆိုထားပါတယ်။လာဒီဝဲအော်တိုဘလာ7ရက်ကလည်းစစ်ရှုံးကောင်စီတပ်ကကြောင်မဲမြို့နယ်တွင်မှရှိတဲ့တော့ဆန်ရွာမှကျေးရွာကိုပေါင်250ဘုံနှလုံးလာရောက်ကျေချမှုကြောင့်ပြည်သူလူနေအိမ်နှလုံးနဲ့ဘုန်းကြီးကျောင်းမှရှိတဲ့ဇရက်ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်။အလာဒူဝဲအော်တိုဘလာ7ရက်နေ့ ည9:52မိနစ်အချိန်လောက်မှာလဲဆွရှုံးကောက်စီတက်ကချင်းမြင့်နယ်မတူဘီမြို့ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက်ပြည်သူတို့ဦးသေဆုံးပြီးတော့10ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တာဖြစ်ကြောင်းချင်းတော်လန်ရေးသတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာကျဲတာကမြို့ပေါ်မိသက်ယုံနဲ့ဒီဘောလုံးဝင်ဘက်ကိုကျဲတာဖះเจ้าနဲ့ထိတယ် နေအိမ်တွေလည်းပျက်စီးတယ်တိုက်ပွဲဖြစ်တာမရှိဘူးဒီတိုင်းလေရင်နဲ့လာကျဲသွားတာလာကျဲတဲ့ချိန်ကည၈နာရီလောက်ရှိပြီပြည်သူလူထုအများကြီးတော့ရှိမနေလို့တယောက်ပဲသေးတယ်အခုလေကြောင်းသတိပေးမှုတွေလုပ်နေတာရှိတယ်ဆိုပြီးချင်းတော်လိုင်းရေးသတင်းမြစ်ကရှင်းပြပါတယ်ခင်ဗျာစေရုံးတော်တိတက်ကအခုလာမဲ့ဒီဇင်ဘာမှာကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီလက်လွတ်သုံးချုံထားရတဲ့နေမြေတွေကိုပြန်လည်သိမ်းယူနိုင်ဖို့အတွက်လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေကိုနှစ်ဆမြင့်တင်ပြီးတော့လုပ်ဖို့ ဆုံးဖြတ်လုဆောင်နေကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကလည်းပြောဆိုထားပါတယ်ခင်ဗျာဒီကနေ့မွန်းတဲ့ပိုင်းရအထူးတင်ဆက်မှုတစ်ခုအနေနဲ့ကဗျာဆရာကိုအောင်လုံးရဲ့တော်လှန်ကဗျာရွတ်ဆိုမှုကိုတင်ဆက်ပေးခြင်းပါတယ်ခန်းစားနားဆင်ပေးကြပါခင်ဗျာကျွန်တော်ဒီကဗျာလေးကိုလွန်ခဲ့တဲ့နှစ်နှစ်ကျော်၃နှစ်လောက်ကကီနီမာရှိနေတဲ့ချင်းရဲဘော်တွေကိုရွတ်ပြဖို့ဆိုပြီးတော့ရေးထားတဲ့ကဗျာလေးပါ တန်လျွန်တခဲရဲ့မသိမှုသဝန်းဆိုတဲ့ကြပြားလေးပါဒီကြပြားလေးကိုကျွန်တော်ပြန်ပြီးတော့အဲကျွန်တော်ထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့သွေးတန်လို့ကျွန်တော်နာမည်ပေးထားပါတယ်ဒီကြပြားလေးကိုကျွန်တော်ရုပ်ပြချင်ပါတယ်သွေးတန်မြမရာဇဝင်တွေကို မြေလန့်ကြည့် ြတ်သက်ဖြားပေါ်မှာကခုန်နေတဲ့အာနာယမတ်တွေကိုတွေ့ပါလိမ့်မယ်။ထားရနေဆေးရသွား။ရှင်မင်းတွေလိုရှိရင်အတက်လာဘဝလို့တဲဗျူခင်းရာသမတ်ကာပြီးခြေတော်ခံဖို့အသင့်လား ကိုတီကိုနန်ကိုကျင်ငန်းဆိုတဲ့စကားမှာကြံဖန်ဂုံယူရသေးတာအာနာနဲ့မိုင်းဝါနေတဲ့တက္ကရတွေတဲ့သမိုင်းမတန်းနေတဲ့ခက်တီတီရွေရှာအမေရေတအူးစမိုင်းစနစ်ကိုကျွန်တော်မုန်းတယ်အာနာရှင်စနစ်ကိုကျွန်တော်ယွန်းတယ်ဒီလိုနဲ့ 是了，是是是嘛？在老们那一家的空，都通改变嘞。但那说了，没半趟提过么好话的。慢来打呀？有功的先不队，看哪个先白的。像我们这两辈的白奴哈，也到没几个的死。 သွေးအောင်ရဲရဲပန်းတွေအဆုတ်လိုက်အဆုတ်လိုက်ပွင့်နေတယ်။ပြခဲနေတဲ့သွေးတွေကိုမီးတပိုင်နဲ့ထိုးဖြော်လိုက်လို့သာဝရပြောက်ွယ်သွားလိမ့်မယ်လို့မထင်ကြနဲ့။ကောင်းငင်တနေရာမှာငွေရီဖွဲ့လို့ဒီတစ်ခါရွာမဲ့မိုးဟာပောက်ခရဝတ်တာမိုးလို့အာနာရှင်ကိုသာကွက်ပြီးဆိုသည်မဲ့ သွေးမိုးသွေးတံဖြစ်ရမယ်။ကဲအခုလဲကြည့်2017 February တည်းမနက်ကမိတ်စာပူးတယ်ပဲပြောပြောအဲ့ဒီခင်းကြီးဟာတော်လန်ကြီးကိုညင်မြစေတယ်အလံတော်ကိုရှေးရှုစေတယ်ရောင်ဤကိုထွန်းတောက်စေတယ် အာနာရှင်မိစ္ဆာကို အမြစ်ကတူးထုံနိုင်တယ်အဲ့ဒီဖြစ်စဉ်ကလူနဲ့မိစ္ဆာကို ကိုချင်းစာတရားနဲ့ပိုင်းဖြတ်တယ်လက်ခဲတဲလဲအမှန်တရားကိုတီးချရက်တီခွင်ပေးတယ်လွတ်လပ်မှုနဲ့အမှန်တရားပေါ်တာတူညီမျှစေတယ်နောက်ဆုံးမှာတော့ဘုံရန်သူကို မြင်သာခွင့်ပေးတယ် ခွေးလိုတာဟောင်းတက်ပြီးချင်းသိလို့ရရင်ချင်းလို့မရမစင်ပြင့်နေတဲ့အုံနောင်နဲ့ကိုချင်းစာတရားကိုခိုင်းနိုင်လို့မရအသက်တွေချွေယူပြီးမှအမျက်ပြေစေချင်းလို့မရကြည်သူကိုမရနိုင်ငံကိုမရကြာရှုံးမှုကလွဲရင်ဘာမှမရစေရ အမှန်တရားနဲ့နာကြီးချက်တွေအတွက်ငါတို့လေ့ကျင့်သားကောင်းနေကြပြီမိုးချုပ်တာတွေမိုးလင်းတာတွေမသိရောင်နီလင်းမှုပဲအားဆိုင်မယ်အလံနဲ့အတန်ကိုနားဆွင့်မယ်လူယူခံရတဲ့အခွင့်အာဏာကိုငါတို့ကိုယ်တိုင်ပြန်တည်ဆောက်မယ်ငါတို့ပေးခဲ့ရတာတွေပြန်ယူဖို့ငါတို့လာနေတဲ့ မင်းတို့ယူထားတာတွေလက်လို့ပို့မင်းတို့စောင့်နေကြကြည်တန်တွေမရှိရင်အုံနောက်နဲ့ပစ်ပေါမယ်နှလုံးသားတွေနဲ့ရိုက်ခွဲမယ်တူတူတန်တဲ့အမှန်တရားရဖို့ဘာတွေပဲဖြစ်ဖြစ်ဘာတွေပဲပေးရပေးရအဲ့ဒီခင်းချင်းကိုကြိုက်တယ်တိတ်တရတော်ထွက်တော်ငိမ့်ညာညင်းနဲ့ထပွင့်တယ် နေဝေးစတန်းရွှေလဲမင်းအောင်လိုင်းဆုံးဒီမေလို့ရဲ့အာနာယမတ်တော်ဝေခမ်းမှာငါတို့ရဲ့တောကပန်းနေဖွေးဖွေးကိုလှုပ်တော့ရပါတော့တောင်မြောက်လေးပါးမှာဓမ္မတေးတွေတွင်တွင်စီးခဲ့ပြီတရားတော်ကြည်ပေါက်တွေမိုးတို့ချုံးခဲ့ပြီပြေမောက်ရှန်တက်နေတဲ့ညီမမှုတွေကို အတန်ငင်းနေသူတွေလို့သုံမောက်ကြတော့အာနာယမန်နဲ့ထုံမိုးနေတဲ့ဟောဒီနိုင်ငံနဲ့စစ်မိတ်စာတွေကိုဥကောင်းနဲ့တိုက်ကြလော့နှလုံးသားနဲ့ပြစ်ပေါက်ကြလော့စင်ငါလေးပါပြင်ဆင်ကြလော့မျိုးဆောင်တက်ကိုနိုးထစီလော့ဒေဝရကေတခုပြာနီဟာဆိုတာ နောက်လိုက်တရဘွားကိုပုံမုံမောင်းမိုက်စေချာကြတာကြလောဆောင်းမကုန်ငါတို့တိုက်ကိုပြန်ကြအောင်ကျွန်တော်အောင်လို့ပါ